ဟုတ်ကောင်ပူကက်ခံခဲ့ရတဲ့အမေအိုဟိုးလွန်ခဲ့တဲ့နှစ်တွေကချောင်းသာကန်းစီနဲ့မနီမဝေးရွာလေးတစ်ခုကအဖြစ်ပြက်တစ်ခုပါဟိုခေတ်အခါခေါင်းတီလုံးနဲ့အချိန်မို့ဆရာဝန်တွေမရှိသေးပဲကြေးလက်တွေမှာနေထိုင်မကောင်းဖြစ်တဲ့အခါလက်ဆရာတွေထံသာအနှံ့လို့ကုသခဲ့ကြပါရဲ့ရွာထဲမှာရှိတဲ့ဒေါ်လဖြူလို့ခေါ်တဲ့အမေအိုတူကတော့ဘလို့လက်ဆရာတွေကမှကုသလို့မရနိုင်တော့ပဲအိယာလေးလဲနေခဲ့တဲ့ နာတာရှိလူနာတဦးဖြစ်ခဲ့တာပါအမေအိုတို့ရဲ့ရွာလေးကတောအုပ်လေးထဲမှာရှိတာဖြစ်လို့အေးချမ်းတာယာလာတဲ့ရွာလေးတရွာပါဒါပေမဲ့တရက်မှာတော့ရွာလေးတဲကိုထိတ်လန့်ပွဲရအခြေအနေတွေစုဝေးရောက်ရှိလို့လာခဲ့ပါတော့တယ်အဲဘလို့ဖြစ်ရတာလဲဘာလို့ရွာလေးကတရိတ်ဆန်နေတာတေကုံချရတာလဲဒီရွာလေးကိုတောကဝင်လာလဲတခါမှမကြုံဘူးပါဘူးတခိုးဆိုတာလဲမကြားဘူး ဟာသခိုးဆိုရင်ကြက်ဥတွေကိုထုတ်ပြီးအစိမ့်လိုက်စားသွားမှလည်းမဟုတ်ဘူးလေ။ရွာသားတွေရဲ့တယောက်တစ်ပတ်ဒိဟတန်တွေနဲ့အတူရွာကြီးတွေကထူးဆန်းစွာတရိษံတွေတည်ဆုံမှုကနောက်ထပ်ရက်အတန်ကြာတဲ့အထိဆက်လက်ဖြစ်လို့နေတော့မှာပဲ။တဖြည်းဖြည်းနဲ့ပုံမိုးဆိုးဝါးလာခဲ့ကတရိษံငယ်လေးတွေသာမကဝက်ကျွေးနွား စားတဲ့တရိစံကြီးတွေအထိပါအစိမ့်လိုက်တက်ဖြတ်စားတော့ခံရတဲ့ဂျန်ယာတွေနဲ့တည်ဆုံးမှုတွေဖြစ်လာခဲ့ပါတော့တယ်အဲ့ဒါကြောင့်လေရွာသားတွေကပြည်တနာကိုအပြေရှာဖို့အတွက်ကင်းဆောင်ကြည့်ဖို့ကိုတိုင်ပင်ခဲ့ကြပါတယ် ဒါကသုံးတကောင်ကောင်များဖြစ်နေမလားဟာမဖြစ်နိုင်ပါဘူးငါတို့လာမှာဘယ်တော့မှသုံးဟာရှိလို့လဲအဲ့ဒီလိုသုံးအတက်နဲ့သူလည်းတစ်ခါမှမကြဘူးမရှိခဲ့ပါဘူးကွာအေးဟိုကျွန်တော်ပြောချင်တာဟိုဟာလေအဲ့ရလဲလဲနေတဲ့အမေအိုလို့ထင်နေတယ် ရွာသားတွေအနေနဲ့အခုလိုဒရီဟာစိတ်တွေသာရှိခဲ့ပေမဲ့ဘသူကားမှသူတို့ရွာကြီးရဲ့မှာအခုလိုမျိုး ဆုံးအတက် အောက်လန်းအတက်တွေရှိနေလိမ့်မယ်ဆိုတာမထင်ထားခဲ့ကြပါဘူး။တရက်မှာတော့မိုးဖွဲလေးတွေရှိနေခဲ့တာမို့ဘာသူတရဖားရှာထွက်လာခဲ့ပါရဲ့။အဲ့လိုကဒေါ်လှဖြူအမေအိုးရဲ့အိမ်သားကိုရောက်တဲ့အခါမှာတော့အိမ်ပြင်းပေါက်ကနေ ထူးထူးခြားခြားအလင်းရောင်တစ်ခုထွက်ပေါ်နေပြီးရွာရဲစီကိုဥတီသွားတာကိုဘာတူတရမြင်ခဲ့လိုက်ပါတော့တယ်။မနက်ခင်းမှာတော့တိုက်ထိုက်ဆန်ဆိုင်ပဲရွာရဲမှာတော့ထုံးစံအတိုင်းအိမ်မွေးတရိတ်ဆန်တွေထိုးစန်းစွာတိတ်ဆုံရတဲ့သတင်းကိုကြားလိုက်ရပါတော့တယ်။အဲဒါကြောင့်လဲဘာတူက သူ့တွေ့ခဲ့တဲ့အခြေအနေတွေကိုပြောပြလိုက်တဲ့အခါရွာသားတို့ရဲ့အတန်တရာကပုံမူခိုင်မာသွားခဲ့ရပါတော့တယ်။ อืมအမေအိုကတကယ်ပဲဆုံးတယောက်ဖြစ်ရမယ်တေချာငါတို့ဒီလိုလောက်ကြမယ်အခုစိုးမောင်ရဲ့ဇနီးကခလေးမွေးကနေပြီမဟုတ်လားဒီမီးတောက်ဆုံးတွေကခလေးအချင်းကိုစားရတာစိုက်တယ်လို့ပြောကြတယ်ဒီတော့ငါတို့စိုးမောင်မိမခလေးမွေးမဲ့အိမ်သားမှာသွားဆောင်ပြီးတေချာအောင်ကြည့်ရမယ်လေအဲ့လိုနဲ့ရွာသားတချို့က စိုးမောင်ရဲ့အိမ်အနီးမှာညစဉ်ကင်းဆောင်လို့ခလေးမွေးတံကို စောင့်ဆိုင်းနေခဲ့ကြပါတော့တယ်။ဒီလိုနဲ့ရဲ့အငင်းငယ်စာမှာတော့ခလေးဝူတန်နဲ့အတူစိုးမောင်ရဲ့အမျိုးသမီးကခလေးမွေးဖွားလာခဲ့ပါပြီ။ဝိသခလေးငယ်ရဲ့အကန်း လေလောင်စွာထွက်ပေါ်လာခဲ့အပြီးမှာတော့အိမ်အင်းကြီးမှာထူးထူးခြားခြားအလင်းရောင်တစ်ခုရောက်ရှိလာကအိမ်ရဲ့အင်းကြီးလှည့်ပတ်နေခဲ့ပါတော့တယ်။အစ်စ်ဆောင်ငိုင်းနေတဲ့တကြီးနဲ့အဖွဲကတော့မီးအလင်းနေရာကိုသိချစီလိုက်ကြတဲ့အခါသူတို့ထင်ထားသလိုပဲအဖွားအိုတူရဲ့မျက်နှာနဲ့မီးတောက်ဆုံးဖြစ်လို့နေပါတော့တယ်။တကြီးကလည်းသူ့ရဲ့တနက်နဲ့ချိန်ပြီးပြထုတ်လိုက်ခြင်းတော့ ဒီတိုင်ကမျိုးပေါ်ကိုတက်ကြသွားတယ်ပါလေ။ဆုံးမရဲ့အဟစ်တန်ကြီးကလည်းတောက်စရာကောင်းအောင်ဖတ်ပေါ်လာခဲ့ပါလေ။ နောက်တနေ့မနေ့မှာတော့ပကြီးနဲ့အခွဲကရွာသားတွေကိုသူတို့ကြုံခဲ့ရတာကိုသိချာရှင်းပြပြောပြခဲ့ပြီးအမေဦးအကြောင်းကိုပါပြောကြားခဲ့ကြပါတော့လေအမေဦးဒေါ်လာဖြူကအရင်ချိန်တွေကရွာသားတွေကိုအမြဲတမ်းကူညီခဲ့တဲ့သူတဦးဖြစ်လို့လဲအမေဦးရဲ့အခုလိုအခြေအနေကိုရင်ဆိုင်ဖို့အတွက် အမေဦးကိုလည်းမထိခိုက်စေလိုတာကြောင့်ဆရာတော်နဲ့တိုင်ပင်ကဖြည့်ရှင်းဖို့ကိုရွာသားတွေဆုံးဖြတ်ခဲ့လိုက်ကြပါတော့တယ် ရွာရဲ့အငိတော်အုပ်ထဲမှာတရားစင်ကြံနေထိုင်နေတဲ့ဘုန်းတော်ကြီးစီကိုသူတို့တွေရောက်ရှိကအကျိုးအကြောင်းရှောက်ထားလိုက်တဲ့အခါမှာတော့ဩတကားတို့ကမိတောက်ဆုံးအကြောင်းကိုလာတိုင်မြင်ကြတာလားတကယ်တော့ဒီဒေါ်လှပြူအမေဦးကတည်ဆုံးနေခဲ့တာကြားပါပြီသူရဲ့ခန္ဓာကိုယ်ရဲ့ကိုတခြားဖုတ်ကောင်တကောင်ကဝင်းပြီးအခုလိုတွေပြုတ်လုံနေခဲ့တာပါဘုန်းတော်ကြီးကမင်ကြားပြည့်ရဲ့အခါမှာတော့ ရွာသားတွေကိုရည်စင်ပေးသနာလိုက်ပါတယ်။အဲဒီကစလို့၃ရက်အကြာမှာရွာကြီးလေးကခက်ခဲတဲ့ကာလတစ်ခုကိုရင်ဆိုင်ကြရတော့မှာပါ။အဲဒီရက်ကလာမရက်အဖြစ်အလင်းရောင်ကောင်းကောင်းမရှိတော့တဲ့နေ့ရက်ပါ။ကောင်းခင်ရံမာကတော့သွေးရောင်တွေဖုံးလွှမ်းလာခဲ့ပြီးဘလက်မွန်အဖြစ်ပြောင်းလဲလာတဲ့လာကသဝင်းစဉ်တစ်ခုလုံးကိုသွေးရောင်လွှမ်းခဲ့ရပါတော့တယ်။ ီနေ့ကဆရာတော်မင်ကြားခဲ့တဲ့နေ့အဖြစ်အမှန်တကယ်ရောက်ရှိလို့လာခဲ့တာပါအခုလိုမျိုးလအယောင်ပြောင်းသွားတဲ့လမိုင်းညမှာအမေအိုခန္ဓာကိုယ်ကိုထားပြီးဦးကောင်းချွတ်ခါအစာရှာထွက်နေတဲ့အချိန်ဂျွာသားတွေက ဖုန်းတော်ကြီးပြောတဲ့အစီအရင်ကိုလှုပ်ဆောင်ကြရမှာပါအဲဒါကြောင့်လဲဂျွာသားတွေကအမေအိုရဲ့အိမ်အနီးစောင့်ဆိုင်းနေကမကြာမီမှာ အင်ဂျင်ကနေအလင်းတစ်ခုထွက်ပေါ်လာပြီးရွာထဲကိုတိုးဝင်ပြက်ကွဲသွားပါတော့တယ်။ရွာသားတွေကတော့ရေစင်အိုးကိုကင်လို့အမေအိုရဲ့အင်စီရောက်လာကတကားကိုချိုးဖြက်ဝင်ရောက်ခဲ့ကြပါတော့တယ်။ ေးကိုဝင်ရောက်သွားပြရတဲ့ကြိုင်နဲ့အိမ်ထဲကအပုံနဲ့ကတော့အားလုံးကိုလွှမ်းဆုံသွားခဲ့ပါတော့လေ။သူတို့ကအမေဦးရဲ့အလောင်းလေးကိုတိုးကပ်သွားခဲ့ပြီးဘုန်းတော်ကြီးမိန့်ကြားခဲ့တဲ့အတိုင်းရေစိမ်းအိုးကိုအမေဦးရဲ့ခန္ဓာတစ်ခုလုံးအနက်တက်ချန်လိုက်ပါတော့လေ။ ဲ့အခါမှာတော့အေးအပြင်းကိုအမြန်ထွက်သွားခဲ့လိုက်ပါတယ်။မနဲ့လင်းကလေးအချိန်မှာတော့အစာရှာထွက်နေတဲ့အမေအိုရဲ့ကူကကအင်ကိုပြန်ဝင်လာခဲ့ကသတင်းပေါက်ကနေအတွင်းကိုဝင်ရောက်သွားခဲ့ပါတော့လေ။ကစင်းရဲ့အဖွဲကလည်းချောင်းစီမူခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအင်းလေးကနေဆယ်လောင်နဲ့အော်ဇံကြီးတစ်ခုထွက်ပေါ်လာခဲ့တာ ုတ်ကောင်ရဲ့ညင်းညူဆဲဆူအော်ဟစ်တန်တွေကပဲ့တယ်ပြန့်နှံ့လို့သွားခဲ့ရပါတယ်။ဒါကဆရာတော်ပေးလိုက်တဲ့ရည်စင်နဲ့ထိတွေ့မှုကြောင့်ဖုတ်ကောင်ရဲ့နာနာစစ်စစ်အော်ဟစ်တန်စီပါ။မင်းရခင်နေထွက်လာချိန်မှာတော့ရွာသားတွေက MAO ရဲ့အိမ်လေးကိုဝင်ရောက်စစ်ဆေးစီးခဲ့ကြပါတယ်။ဒီချိန်မှာတော့ MAO ရဲ့ရုပ်အလောင်းကထူးဆန်းစွာနဲ့ ဦးကောင်းသာကျင်နေခဲ့ပြီးခန္ဓာကိုယ်ကတော့ပုတ်ပွားယုံမက၆တွေ့နေက ကျန်းပေါ်မှာကတ်လို့နေခဲ့ပါတယ်။ဒီအချိန်လေးကိုကြည့်လိုက်တာနဲ့အမေအိုရဲ့တည်ဆုံးချိန်ဟာအတော်ကြီးကိုကြာမြင့်နေခဲ့ပြီဆိုတာသူတို့တွေခံမှန်းနိုင်ခဲ့မိကြပါတော့တယ်။ဒီနောက်မှာတော့ရွာသားတွေက အမေအိုရဲ့ရုပ်အလောင်းနဲ့ဦးကောင်းကိုမိရှုကသူ့အတွက်အေးချမ်းစေဖို့ဆောင်ရွက်ပေးခဲ့လိုက်ပါတယ်။တကယ်တော့ ဒေါ်လှဖြူအမေအိုကဆုံးအပ်တ်တွေမတက်ကျွမ်းခဲ့ပေမဲ့သူတဦးရဲ့တည်ဆုံးနေချိန်မှာ ဖုတ်ကောင်ရဲ့ဝင်ရောက်ပုခတ်ခြင်းကိုခံလာရပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုဖုတ်ကောင်ကစိတ်ကြိုက်အတုံးချသွားခြင်းကို ခံခဲ့ရလိုက်တာပါဒီလိုအတုံးချခံခဲ့ရပေမဲ့သူမအသက်ရှိနေစဉ်အချိန်ကတရွာလုံးကိုကူညီခဲ့တာပဲကြောင့်အမေအိုကတော့ရွာသားအလုံးရဲ့ချစ်ခင်ခံခဲ့ရသူတဦးအဖြစ်ဆက်လက်မှတ်တမ်းရှိလို့နေခဲ့ပါတယ် လန်လေးကိုဒီလောက်နဲ့ပဲရက်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်။အားပြည့်ကြည့်ရှုခဲ့ကြလို့ယေရှုအထုပင်တင်ရှိပါရဲ့ရှင်။